မင်္ဂလာပါဒီနေ့ဓမ္မတင်းနာဤတိုင်းရအောင်ပွဲနော်မောတော့ညို့တဲ့နေဆက်ဂိတ်ကိုတော်လိုင်းအရာတွေတိမ့်ပိုက်နေတော့တင်းနေရကောင်းတယ်ကျွန်တော်တစ်တော်လည်းဝင်ကြည့်ပါမို့ဝင်ကြည့်တော့ဒီမှာဒီဘွားတော်တယောက်ကတတိယနိုင်ငံရောက်အစိုးအစိုးတော်မှတိစီရန်နဲယူထားတယ်ဆိုတော့ဘလူလည်းကျွန်တော်နားထောင်ကြည့်တော့မဖြစ်ဖြစ်တော်တိမ့်မဖြစ်ဖြစ်တော်တိမ့်ကကျွန်တော်ထက်ငါနဲ့လောက်ကြီးတာမသိဘူး လင်းကားနဲ့တော့ကြီးမယ်နော်လုံးလေးနဲ့တော့ကြီးမယ်တင်တယ်နော်အဲ့တော့ဖြူကြော်တဲ့ကိုပြောထားတယ်ဘာပြောလဲကျွန်တော်တို့နားအောင်ကြီးမယ်ဟုတ်ကဲ့ဒီနေ့အားလုံးဒီလိုင်းနဲ့ကျမ်းပါရှင်ဒီနေ့ကစတုံးလေးနားပေါ့နော်စတလာပိုင်းတစ်ချောင်းနဲ့ဆက်ခါညဆိုရင်ဆယ်နာရီဒီဆက်ဒီလိုဖြစ်ပါဒီကမှပြတော်မှာရှိနေတဲ့ဖြူကြော်တဲ့ပေါ့တက်ကြရတယ်။ဘယ်ကုန်းတက်ကြည့်။ရောနော်ဒီတက်တယ်။အော်ဘယ်တန်းလာလား။အလားတူတက်တယ်။နော် ခေါ်စားပြီးဟိုတယ်ဝယ်နိုင်တယ်နော်ဒီလိုစကားပြောပြောနိုင်တယ်တော့မြန်မာနိုင်ငံရှိအောင်ရှင်အဲတောက်တဲ့ဒီကောက်ကိုတက်ကြည့်လို့လုံးဝဟိုလုံးဝပေါ့နော်ဒီလုံးဝစက်ကြည့်တော့နေတယ်ဒီကိစ္စကြော်တဲ့ကိုကျွန်တော်လေ့ကြည့်တယ်။ဒီကြော်တဲ့ကိုကျွန်တော်ဘယ်လိုလေ့ကြည့်ရလဲ။ကျွန်တော်တို့ဒီမှာနေရာပြည်သူကြီးသားတွေပေါ့နော်။ဒီလိုဆက်လက်နော်။ဒီမှာပြည်ပြတ်တော့ကိုလှုပ်လှုပ်ချက်တာ နော်အုပ်ချင်တာလားပြီးတော့မြန်မာတိုင်းက350ပုံစံမှာဘယ်ပေ့ချီပြည့်စုံတာကိုမြင်ချင်နေလားနော်သူဟာဆရာဝန်တစ်ယောက်ဖြစ်တဲ့ဆိုပြီးပြည်သက်ဆရာဝန်ရတဲ့ဘာယောဂကြီးတဲ့ဆရာဝန်လည်းတော့ကျွန်တော်ဒီကတော့မြန်မာနိုင်ငံသူဆရာဝန်ဖွဲ့ရပါလားမြန်မာနိုင်ငံတွေပြီးရတယ်အဲ့လိုပြောတာအမေမြန်မာနိုင်ငံအကြောက်တာပွဲကိုမြန်မာနိုင်ငံပြီးတယ်နော်မြန်မာပြည်သူကပြည်သူကပြည်သားတွေနော်မြန်မာနိုင်ငံပြည်သားတွေနော်ဒီမှာလေးကိုပြောချင်တာ ်ဒီတော့ဘာလို့စက်ချီချင်လဲကျူကျော်သိန်းဟာရန်ကုန်စစ်တပ်ကတူကနေဒေါက်တာဘွဲ့ရထားတဲ့ဆရာမတယောက်သူ့ရဲ့အဖေနဲ့အမေကသူ့ရဲ့အဖေကလည်းတမဝါရမညွှန်ကြားရေးမှုသူ့အမေကလက်ထောက်ကတိကနော်အဲ့တော့အဲ့လိုပညာတတ်ဝန်ထမ်းအတိုင်းဝိုင်းကနေမွေးဖွားလာပြီးတော့ဆရာဝန်ဘွဲ့ရခဲ့တဲ့သူနော်အခုပြောနေတဲ့ဒီအန်တီလာဒီဘွားတော်ကြီးက အတန်းပညာအရေးချင်းဘယ်လောက်ရှိလဲတော့မသိဘူးသင်ကြတာကတော့လူတစ်ယောက်ရဲ့အကြောင်းကိုအရင်မလစ်လာဘဲနဲ့ကိုထင်ရကိုကိုပြောတတ်တဲ့အတန်းစားဆိုတာတော့ဒီတေးကြတယ်နော်သူ့ပုံစံကြည့်ရတာဟုတ်လားနော်နောက်တစ်ခုရှိတာကဒီဆရာဝန်ဘက်ကဘွဲ့ကမြန်မာပြည်ကပြည်သူတွေပေးခဲ့တာဆိုတော့ဟုတ်ကောင်းပြီဒီဆရာဝန်ဘွဲ့ကိုမြန်မာပြည်ကပေးထားတာဒါကြောင့်မလို့သူပြောတတ်တာဆိုတော့ကျွန်တော်မေးပါမယ်လက်ရှိမြန်မာနိုင်ငံမှာဆရာဝန်တွေအများကြီးရှိပါတယ် ဖြူဖြူကြော်တင်းလို့ယူအင်္ဂလိပ်စကားကိုလက်တန်းပြောနိုင်လားဆရာဝန်တိုင်းနော်ဆရာဝန်တိုင်းတော့အေးစာနဲ့မကင်းတဲ့ဆရာဝန်တော့ပြောနိုင်တယ်ဆရာဝန်တရားရှိတရားလုံးကလက်တန်းပြောနိုင်တာလက်တန်းပြောနိုင်တယ်ဆိုရင်တော့ဒါတရားတင်ပေးလိုက်မပြောနိုင်တဲ့ duty ကျွန်တော်ပြပါမယ်ရှိပါတယ်ဘာဖြစ်လို့လဲအင်္ဂလိပ်စကားပြောစွမ်းရည် ဖြစ်အောင်ပြောစာရတ်တတ်မှာပေါ့စေးပညာတွေစေးစာတွေဖတ်တတ်မယ်ဒါပေမဲ့ဖတ်တတ်တာနဲ့စာဖတ်တတ်တာနဲ့စကားပြောစွမ်းရင်လည်းမတူဘူးအဲ့တော့စကားပြောစွမ်းရင်တို့ဖြစ်ဖို့အတွက်ကိုကိုတိုင်းလေ့လာကြိုးစားဒါဆရာဝန်ပွဲနဲ့မဆိုင်နော်ဆရာဝန်အောင်တဲ့လူတွေစေပညာတွေဖတ်တတ်မယ်စဉ်းစားမယ်တွေဖတ်တတ်မယ်အင်္ဂလိပ်ကိုစာတက်လိုက်တယ်ဒါပေမဲ့စကားပြောစွမ်းရည်မှာဆရာဝန်တိုင်းတက်လာအင်္ဂလိပ်စကားပြောစွမ်းရည်မတက်ပါဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒါလို့တက်ဖို့အတွက်က ဆရာဝန်ဘွဲ့ရလို့တတ်သွားတာမဟုတ်ဘူးကိုကိုတိုင်လေ့လာကြိုးစားအားထုတ်လို့တတ်တာဆိုတာလေးကိုဒီအန်တီတည်စင်ပါတယ်နော်ဆက်ပြောပါဟုတ်ဟုတ်ကဲ့ပါဟင်ဘလန်ဒစ်တဲ့ကိုအတွင်းခံထားဆိုဖြူဖြူကျော်တင်းကိုဘလန်ဒစ်ကဘယ်လိုတွင်းတာလဲမင်းအောင်နိုင်တို့အဖွဲအတွင်းတာဟုတ်တယ်နော်အဲ့တော့ဘလန်ဒစ်တွင်းပါတယ်ဆိုတာတွင်းတဲ့လူကိုယ်တိုင်ကပေါ့ အဖြူရောင်ဖြစ်နေလားမင်းအောင်နိုင်ရရဆွဲကောင်ဖြစ်နေလားလေသူတို့ကိုယ်တိုင်ပြန်ထမ်းထားတဲ့ဥပဒေကြောင့်ရမင်းအောင်နိုင်ဟာရဆွဲကောင်ဖြစ်နေတာဟမ်နောက်ချစ်ရေခံဥပဒေအရာရောလက်ရှိရစရာကြီးပုံမှန်အရာရောမင်းအောင်နိုင်ဟာဘာဖြစ်နေတာလဲနိုင်ငံအာဏာကိုလက်နက်အားကိုနဲ့လူယူနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်အဲ့ဒီရာဇဝတ်ကောင်က တွင်းမာတဲ့ဆိုတော့ဘလက်လစ်ကအဓိပ္ပာယ်ရှိတာဟမ် အဲ့တော့ဒိဗေရှိရုလက်ခံမယ်ဆိုတော့လက်ခံလူရဲ့တန်ဖိုးပဲလက်ခံလူရဲ့အတိတ်တရားပဲကျွန်တော်တို့ကလက်မခံဘာဖြစ်လို့လဲ तू ကမြန်မာနိုင်ငံကိုပိုင်မင်းအောင်နိုင်အပါအဝင်စစ်ဘုံချုပ်ပြီးပိုင်တာမဟုတ်မြန်မာနိုင်ငံကိုပိုင်တာမြန်မာပြည်သူတွေပိုင်တာဟုတ်တယ်နော်အဲ့ဒီမြန်မာပြည်သူတွေတင်မြှောက်ထားတဲ့အစိုးရအစိုးရကိုလက်နက်အားကိုးနဲ့ဘာလုပ်တာဖမ်းဆီးတပ်ဖြတ်တာနိုင်ငံအာဏာကိုလွတ်ယူတာဟုတ်တယ်နော်အဲ့တော့ဒါကလူမှုရေးအရာ မြန်မာပြည်သူပိုင်တဲ့အစိုးရတော့ပြောဥပဒေအကြောင်းအရဆိုရင်အခြေခံဥပဒေအရတင်မြောက်ထားတဲ့လက်အစိုးရကိုအစိုးရတမရအပါဝင်အစိုးရအဖွဲ့ဝင်တွေကိုတို့လက်နက်ကင်ပြီးတော်လကောင်းပုံကန်ချားနာပြီးတော့အာဏာလုဖို့ကြိုးစားတာဒါဟာနိုင်ငံတော်ပုံကန်မှုမြောက်တယ်ဆိုတော့ဥပဒေမှာအတိပြတ်တန်းထားပါတယ်ဟုတ်တယ်နော်အဲ့တော့တမရဦးဝင်းမြစ်ဒီ2020ရွေးကောက်ပွဲမဲစရင်မှားလို့ဆိုတော့လာမရောနဲ့ 2020ရက်တက်လာတဲ့တမရမဟုတ်ဘူးဦးဝင်းမြစ်က2015မှာသူတို့တမရကိုယ်တိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတမရပါလို့လက်ခံထားခဲ့တဲ့နိုင်ငံတော်ရဲ့တမရ2020မှာရွေးကောက်ပွဲကနေတက်လာတဲ့တမရအဲ့ဒီအတွက်ဥပဒေကြောင်းရပဲကြီးကြီးလူမျိုးရေးရှုထောက်ရပဲကြီးကြီးမင်းအောင်နိုင်ဟာရာဇဝတ်ကောင်ဖြစ်နေတာဒါနောက်ပိုင်းပြည်သူတက်ဖြတ်နေတဲ့စစ်ရာဇဝတ်မှုများစွာကိုမပြုတ်သေးဘူးနော်အာနာစသိန်းတဲ့ကဖြစ်တဲ့အမှုတစ်ခုကိုပြောထားတာ ဲ့တော့ရာဇဝတ်ကောင်ကထုတ်ပြန်တဲ့ blessing ကြီးကိုခမည်းတော်ကလက်ခံတယ်ပေါ့အဲ့ဒါခမည်းတော်ရဲ့အရေးရှင်ခမည်းတော်ရဲ့တန်ဖိုးခမည်းတော်ရဲ့အတ္တတရားနော်ကျုပ်တို့မတ်ဖြူဖြူကျော်ဒိန်းတို့ကလက်မခံဒါငါတို့ခေါင်းဆောင်လည်းမဟုတ်တော့ဥပဒေကြောင်းရတယ်နိုင်ငံရဲ့တရားဝင်ခေါင်းဆောင်မဟုတ်ဘူးရှင်းတယ်နော်အဲ့တော့အဲ့လိုကောက်မျိုးကလက်နက်အားကိုနဲ့နိုင်ထက်စင်းနေပြုတ်ကျင့်တဲ့အရာကိုလက်ခံစဉ်အကြောင်းရှိဟုတ်တယ်နော်ဆက်ပြောပါခုပြောချင်တာ တိုက်ရိုက်ပြောတော့ဘာဖြစ်လို့ကြောင့်လဲ။ तू ကတော့တိုက်ရိုက်ပြောလို့ဖက်လို့မဟုတ်ဘောဆိုတော့ခမားရဲ့အကောက်ထဲမှာကြီးလိုက်တာ view လေးယာကနန်းပဲရှိတယ်ဖြူဖြူကျော်တဲ့ကိုပြောတဲ့ video file မှာ view ထောင်ကနန်းပွင့်သွားတာเนาะအဲ့တော့စကြည့်ပါအမလေးဖြူဖြူကျော်တဲ့ကိုအချင်းကြီးတိုက်တာနော်ဒါပေမဲ့သူကရွေးကောက်ပွဲကိုเนาะသူကမထောက်ခံဘူးဆိုတော့သူကဖြေဖြစ်တယ် ။အဲအဲ့နားလေးကိုပြောဒီဗီဒီယိုမှာကျွန်တော်ရေရှင်လုပ်။ရွေးကောက်ပွဲကထောက်ခံတယ်လေ။ဒါပေမဲ့ပြည်သူထောက်ခံတဲ့ရွေးကောက်ပွဲက2020မှာပြီးသွားပြီ။2020မှာကဘာကလည်းဒီရွေးကောက်ပွဲဒီလွတ်လပ်ပြီးတရားမျှတပါတယ်လို့ကြေညာထားတယ်။နောက်ဆုံးစစ်တပ်ကိုအားပေးတဲ့တရုတ်ကအစဒီရွေးကောက်ပွဲကိုလက်ခံပြီးတာတီတူကလည်းဒီရွေးကောက်ပွဲကျင်းပပြီးတာလက်ခံပြီးတာเนาะလက်တန်းမှာမှင်နေအစွန်းခံပြီးပေးခဲ့တာ အတိတ်ပဲမဲ့အလုတ်အားလို့လုပ်ခဲ့ကြတာအရင်မဟုတ်အဲ့ဒီအတွက်တီတူရွေးချယ်တဲ့ရွေးကောက်ပွဲကပြီးပြီးဖြစ်တဲ့အတွက်မနိုင်လို့အရှုံးကိုလက်မခံဘဲနဲ့မြစ်ပုတ်ကတ်ကျဲရုံမာတဲ့ကောင်တွေထက်လက်မဲ့ဆိုတဲ့အတူရောင်ရွေးကောက်ပွဲကိုလက်ခံစရာအကြောင်းမရှိဘူးလက်ခံတဲ့နိုင်ငံသားဟာနိုင်ငံတော်တစ္ဆာဖောက်ဖြစ်တာပဲတိုက်တဲ့လူလက်ခံဘာဖြစ်လို့လဲဥပဒေကြောင်းရကြီးကြီးလူမွေးတက်ကြီး2020မှာပြည်သူရွေးချယ်တဲ့ရွေးကောက်ပွဲပြီးဘူးဟာပြီး ဒီရွေးကောက်ပွဲကခေါင်းဆောင်တွေကိုအာနာပြန်မန်းမရှင်ဟက်ဒီအာနာသိမ်းတဲ့ကောင်တွေလှုပ်တဲ့အလှုပ်မှညာဘာတစ်ခုမှဥပဒေချောင်းရဘောင်းမွေလို့လူမွေးရတဲ့ဘောင်းမွေနော်အိုက်ဖြစ်တယ်အမေဖြစ်တယ်အိုက်ဖြစ်တယ်ဟင်ရှင်းရနော်ပြပြကိုင်းပေးတာဖြူကြော်တိုင်းစားပြပြပေးတာဘာဖြစ်လို့ပြောပြလဲဆိုတော့ဘွားတော်ကြီးခမည်းတော်လူရတွင်ပြီးတော့ပြောတာပေါ့ဘာဖြစ်ဆိုတော့ဒီလိုစကားမျိုးပြောတဲ့ဟာတွေ တော်တော်များများရှိတဲ့အတွက်ကျွန်တော်ပြောချင်နေတဲ့အဲ့တော့ဒီနေ့မှဒီဘွားတော်ကအဲထွက်ပြောထားတာတွေ့တဲ့အတွက်ဒါပုတ်နေ့မှကျွန်တော်လည်းတိတော့တိုက်တုံးတာမဟုတ်ပို့ရင်းနဲ့တက်လာတာတွေ့လို့နားထောင်ကြည့်လိုက်တာအဲ့လိုပြောလို့အဲ့တော့အဓိကကတော့ဘာတွေဖြစ်ချင်တာလဲဆိုတော့စကားတလုံးရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုတော့ဘာတွေဖြစ်ချင်တာဆိုတော့ထောက်ခံစရာအကြောင်းမရှိဘူးထောက်ခံရင်အဲ့ဒါနိုင်ငံတော်တစ္ဆာဖောက်ဖြစ်မင်းအောင်နိုင်တို့အခုလုံးမဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့သူဟာနိုင်ငံတော်တစ္ဆာဖောက်ဖြစ်တာ တော့ရှင်းရှင်းလေးပဲလက်နက်ကင်ပုံကန်ချားနာနေတဲ့အကြမ်းဖက်ကောင်းကြီးရလုံမဲ့အာနာလူပွဲဟိုတော့မခွေးကြီးဝယ်ပြီးမနန်းကြီးလို့ပရိဒတ်နေတာကြီးရတယ်ကအပြေးတယ်ဆိုတာကချီးကိုယွန်တို့ရှောင်းတာပါကြောက်လို့ရှောင်းတာမဟုတ်ဘူးလက်ထဲတနတ်ကင်ထားပြီးတော့တနတ်မဲ့တဲ့သူကိုရန်ရှာတာကိုတနတ်မဲ့တဲ့သူကလာခဲ့နေနဲ့ငါနဲ့ fight မယ်လို့ ရက်ပြီးတော့လူမှန်ရင်တော့ဘယ်လူမှပြောမှာမဟုတ်ဘူးเนาะလူကောင်းမှအဲအဲ့ဒါလိုပဲဒီမင်းအောင်လိုက်ကတနက်ကင်သားတဲ့ဖြူတော်တိုင်းမှာတနက်မရှိဘူးမင်းအောင်လိုက်မှာအင်အား9သိန်းဆိုတဲ့စစ်သားတွေကိုမောင်းပိုင်စီးထားတဲ့နိုင်ငံပိုင်နဲ့တတ်မတော်เนาะသူပိုင်မဟုတ်ဘူးเนาะနိုင်ငံပိုင်နဲ့တတ်မတော်ကိုမောင်းပိုင်စီးပြီးတူကိုတိုင်းနဲ့တနက်ကင်သားတဲ့ဖြူဖြူတော်တိုင်းမှာနိုင်ငံပိုင်နဲ့တတ်မတော်နဲ့မောင်းပိုင်မစီးထားတယ်လို့သူကိုတိုင်းမှာလည်းလက်မှတ်မရှိဘူး အဲ့ဒီအတွက်လက်နဲ့ရှိတဲ့ကောင်ကရံပြုတ်တာကိုငုတ်တော့ထိုင်ပြီးတော့လဲစင်းပေးစရာအကြောင်းမရှိတဲ့အတွက်ချီးကိုကြောက်လို့ရှောင်တာမဟုတ်ဘာဖြစ်လို့ရုံလို့ရှောင်တာတဘောပေါက်တယ်နော်ဆက်ပြောအဲအဲ့ကျူတော်လေးကတတိရှိမြန်မာနိုင်ငံမှာနေပါလေ။တရားအော်တတိရှိမြန်မာနိုင်ငံမှာနေဘူးလား။အဲ့ဒါဆိုရင်ခမည်းနေတဲ့လိပ်စာလေးတစ်ချက်ပေးနော်။ တောင်းပေါ်လို့ရှိရင်လေမြန်မာနိုင်ငံထဲမှာကြိုက်တဲ့နေရာသွားလို့ရတယ်ဆိုတော့ခင်ဗျာသွားလို့ရတယ်ဟမ်အဲ့ဒီစကားတွေပြောပြီးတော့တော်လိုင်းနေမြေတခုခုသွားနေလို့ရတာခင်ဗျာနော်ဖြူကြော်တိုင်းကဟုတ်တယ်ပြည်တွင်းမှာရှိတဲ့မင်းအောင်နိုင်ပါဝင်ဒီအာနာယူမိစ္ဆာကောင်းမျိုးကိုရှောင်သွားတာအဲ့ဒီအတွက်ပြည်တွင်းကိုတတိရှိပြန်လာဆိုတော့ခင်ဗျာတတိရှိတယ်ဆိုရင်တော်လှန်ရေအတိုင်းဝိုင်းကိုတခုလုံးစိန်ခေါ်လိုက်လေဟမ်ဟုတ်စကားနော်ဟောတော့ပဋိမောင်ရလမ်းပိုင်းလို့အောက်ဘက်ဆိုရင်က ပြောင်စုလမ်းမကြီးလို့ဆင်းလာခဲ့ပါလား။နောက်မှရင်လည်းအပေါ်ဘက်ဆိုရင်လည်းမန္တလေးအခုမိုးကုတ်တို့မိုးမိတ်တို့တဝါကြည့်လိုက်ပါ။ခမရတနိုင်တနိုင်ကနေတူတူလောက်ပြောတာနော်ဖြူကျော်သိန်းလိုမျိုးပြီးပါနေပြန်ခေါ်တာမဟုတ်ဘူး။တွားလို့ရဲလား။တွားရဲလား။အဲ့တွားနိုင်ဆိုရင်တော့ဖြူကျော်သိန်းကိုခေါ်ကိုကိုတိုင်းတော့ဒီတနိုင်ကနေအတူတူနေနေတဲ့ဟာတော့မှနေရနှံ့အောင်မတွားရဲပဲနဲ့ဖြူကျော်သိန်းကိုတီတီကိုပြတ်တတိရှိပြန်လာခဲ့ဆိုတော့မပေါ်လုံတော့အဲ့ဒီစကား။ ျွန်တော်ကဒါလူဘောစကားလို့ပဲမြင်တယ်ဗျเนาะမြန်မာနိုင်ငံမှာဥပဒေရှိတာဥပဒေရှိတာမြန်မာပြည်မှာတရက်မြတ်သားတဲ့ဥပဒေပြောတော့ဥပဒေဆိုတာတော့တံတောင်းစားလဲထုတ်လို့ရတယ်ရှင်းနဲ့ထုတ်လို့ရတယ်တံတောင်းစားလဲတံတောင်းစားဥပဒေထုတ်လို့ရတယ်ရှင်းပြင်းလဲရှင်းပြင်းဥပဒေထုတ်လို့ရတယ်เนาะအာနာသိမ့်တဲ့ကောင်းတဲ့သူလဲသူကြိုက်တဲ့ဥပဒေသူထုတ်မှာပဲအဲ့ဒီဥပဒေတွေကိုဥပဒေဆိုပြီးတော့လက်အကြောင်းမရှိဘူး ုတ်တယ်နော်အဲ့တော့အရှိမတရားဆိုတဲ့စကားလုံးလိုတယ်ဥပဒေတခုဖြစ်ဖို့အတွက်ပြည်သူကိုကာကွယ်တဲ့ဥပဒေဖြစ်ဖို့အတွက်အရှိမတရားဆိုတဲ့စကားလုံးပါမှာမြန်မာပြည်မှာတရားဥပဒေအတက်ဝင်လာတယ်နော်ဟာဟာလေးကြီးပေးတာကွန်မန့်လေးတစ်ချောင်းရေးတာတော့မှဖမ်းပြီးထောင်ချနေပန်လေးပန်လာတော့မှဖမ်းပြီးထောင်ချတာလေဟုတ်တယ်နော်အဲ့လိုနေရာကိုပြန်ပြီးခေါ်တော့မရှက်ဘူးလားကိုဟမ်ဟုတ် မဟုတ်ဘူးမဟုတ်ဘူးတော်လိုင်းကြီးကလည်းနာမည်တော့မဟုတ်ပါဘူးအဝေးရည်အဝေးရည်အဝေးကြီးကိုပြီးတော့အဲအမျိုးဆိုတော်လိုင်းရေးလို့တယ်ဆိုတာကလက်နဲ့ကင်ပြီးပြစ်တာတခုတည်းတော်နိုင်ရေးမဟုတ်ပါဘူးအဲ့ဒီလက်နဲ့ကင်ထားတဲ့သူပြစ်ဖို့အတွက်လိုအပ်တဲ့ခေယံရိတ်ခအဲ့ဒီတိုက်ပွဲတွေကြောင့်ထွက်ပြေးရတဲ့ပြည်သူတွေရိတ်ခစသဖြင့်နိုင်ငံတကာဆက်ဆံရေးအဲ့ဒါအားလုံးလိုအပ်ပါတယ် အဲ့တော့ပြည်တွင်းမှာတိုက်တဲ့သူကတိုက်နေတယ်လို့ပြည်ပထွက်ပြီးနိုင်ငံကဆက်ဆံရေးလို့ရံမုံွေရှာဖွေရေးလို့ဒါတွေကို လုံမဲ့လူတယ်လိုအပ်ပါတယ်အဲ့တော့ဖြူယူကျော်တိုင်းပြည်ပြည်တွင်းမှာနေရဲပေတယောက်ပဲတိုးပါလိမ့်မယ်ပြည်ပထွက်သွားတဲ့အတွက်ဖြူယူကျော်တိုင်းရဲ့ရှာဖွေပံ့ပိုးမှုခွေးစကမ်းပေါင်းများစွာကိုတိမ့်ပိုင်နိုင်တဲ့ခဲရန်လက်နက်ဖြစ်စည်းပေးတယ်အဲ့တော့ပြည်သူကိုအကြမ်းဖက်နေတဲ့ဒီစစ်ခွဲတွေကိုသုံးမဖို့အတွက်လိုအပ်တဲ့ဗန္နာငွေကိုဖြူယူကျော်တိုင်းကဝိုင်းရှာပေးနေတာ နော်ခင်ကောင်းကြည့်ကြပါခင်ကောင်းကြည့်တာကတော့ဖြူကြော်တဲ့ကိုဖြူကြော်နဲ့သူ့လို့လူလုံးနေတာလေအင်းဒီလိုပြောပြောချမ်းမလို့လည်းပြောမြန်မာ language ကမြန်မာ language ပဲနော်အဲ့တော့ဘုဒီစစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝန်းရကျွန်တော်ကြည့်တယ်ဘယ်လိုကြည့်လို့ကြက်မပြည့်ကြတာလဲမသိဘူးဟမ်မြန်မာ language ဩအဲ့ အင်္ဂလိပ်လိုပဲပြောပြောဂျပန်လိုပဲပြောပြောမြန်မာ language ဟော language ဆိုတာမြန်မာစာဗမာစကားပေါ့ဟုတ်လားဟမ်အမရည်ကြီးပြချပါဦးမြန်မာနိုင်ငံမှာလည်းအင်္ဂလိပ်စာလည်းသင်ရတယ်နော်ကလေးရစာခွေးရစာပြပါတယ်နော်ဟုတ်ကြနော်မြန်မာလိုလည်းပြချဟိုလူအဖြစ်မြန်မာမြန်မာပြည်သူပြည်သားတွေစိတ်ရအောင်လုပ် တယ်။ငါပြီးပကံလာဆိုလေ။ဟိုမိမိတို့အိမ်မှာပကံကအညာဒီတာ။မိမိတို့အိမ်မှာမွေးရတဲ့ခွေးအင်းလေးကိုခေါ်တယ်လာနားတယ်ခွေးရတယ်။အဲ့ဒါကိုခွေးပဲခုခုထားခွေးပြုခုခုထားနော်။အရင်ကလုပ်ရတယ်အဲ့ဒီပြတ်တယ်။အရင်ကလုပ်ရတယ်နော်။ဖြူကျော်နဲ့လုံရတာမဟုတ်ဘူးဖြူကျော်နဲ့သူလုံးဖို့ရှိတဲ့တောင်းဝင်ကိုသူလုံးနေတာရှင်းချင်းလေး ကျင့်မှပြောသလိုရံမုံဝေရှာဖို့မဲ့လူတွေလိုတယ်အဲ့တော့ကိုလင်းလင်းလို့ချစ်တူဝေတို့ဖြူဖြူကျော်တိန်တို့တော့မိဖောင်ကိုဝန်းလို့နီလန်းမျိုးစုံနဲ့ရံမုံဝေရှာပေးတာလေတူလို့မရှိတာဒူးလို့နေတာဘလို့ထပြီးလောင်းနေအဲ့လို့ဗာဖြူဖြူကျော်တိန်ရဲ့ထီအောင်မှုကတအားကြီးထီအောင်ွားတယ်ပေါ့ဟို congratulation မှာမဖြူဖြူရေးဒီနေရာနေဂုံပြုတ်ပါတယ်နော်ဒီလိုမျိုးမြင်ရတဲ့အတွက်ကျွန်တော်အရန်ပဲလေးစားပါတယ်လို့မဖြူဖြူကျော်တိန်ကိုနော်အဲ့ဒီတော့ဘာဖြစ်ဘူးကြောင့်လဲ လေးပြောဒါอืมဒုက္ခเนาะကျွန်တော်တို့ဒီမင်းအောင်လိုင်းအခုလက်ရှိအာနာတိန်ထားတာဟုတ်ပေါ့เนาะထောက်ခံတဲ့အတန်းစားကြီးကြီးလိုက်လို့ရှိရင်တကယ်တနာဟုတ်ကောင်းတယ်ဗျာအဟုတ်ပြောတာပါအခုဒီဘွားတော်ကြီးဆိုရတဲ့ကျွန်တော်တို့ယုံကြည်ပါတယ် तू တကယ်ပဲအမှန်တရားကိုတည့်ရဖုံးွယ်ပြီးပြောရတာမဟုတ်သူစိတ်ထဲမှာ तू တည့်နေတာဒီအမှန်တရားလို့ तू ထင်တာငါတို့တတ်မတော့နိုင်ငံတတ်မတော့ အဲဒါမျိုးဒါတော်နိုင်လို့ဆိုတော့နိုင်ငံဖြစ်စည်းစာအဲဒီဒီဒီစိုက်ဝါစကားတွေပေါ့နော်အဲ့ဒါတွေကိုသူ့စိတ်ထဲမှာအမှန်တရားလို့သူတွေ့နေတာသူမျက်မျက်လုံးမျက်မှန်သူ့မျက်နှာကြည့်လိုက်တော့ပြီးတယ်ဒါတနာကိုကောင်းတယ်နော်ဘာမတူကျွန်တော်ရိုင်းချိုင်းရဲ့စကားလုံးသလုံးမှမပြောထားဘူးနော်တနာစရာအတန်းစားတာအကောင်းဆုံးဘာလို့ဆိုလူလူချင်းတူတူပြခင်ဗျားတို့ကျွန်တော်တို့ကြတော့မှားလာရင်မှန်လာရင်နှစ်ခုလုံးကိုမြင်နေရတယ်ဘယ်သူကဘယ်လိုရုပ်မှားလဲဘယ်သူကဘယ်လိုတိုင်းပြီးတော့လှုပ်လှုပ်နေမြင်နေရတွေ့နေရလေသူတို့မှာ တွေ့နိုင်တဲ့ဟာပိတ်နေတယ်ဘုံလုံးအတနာဆရာဒါတို့ကျွန်တော်ကြည့်ရည်ဆရာမဟုတ်ဘူးဒီလိုဘဝမျိုးကိုယ်တွေမရောက်ဖို့လေစုတောင်းတယ်ဘာဖြစ်လို့လဲလူလူချင်းတူရင်တောင်မှသူများတဲ့တစ်စက်နဲ့ပြီးညာရင်ပိတ်နေတဲ့အတန်းစားဆိုတာဘလို့ဝင်နေဘုံကောင်စဉ်းစားကြည့်နော်အမှန်တရားကိုဝင်နေကပြောတယ်လို့မလုံနိုင်တဲ့နေရာမှာတိနေရမယ်လို့ဆိုတာကိုယ်နိုင်ငံရဲ့အနေနဲ့ဒီတိုင်းနိုင်ငံကိုနှိပ်ကပြက်စီးအောင်ဘယ်သူတွေလုပ်ခဲ့တာလဲလက်ရှိဒီနေ့2021နောက်ပိုင်းမှာဒီအာနာသိမ်းခဲ့လို့ အကိအာနာမသိမ့်ခဲ့ဒီဤကသူတို့ပြည့်စည်လာအဲ့တော့ခင်းဆက်ဆက်တိုင်းပြည်နှိမ့်ကြအောင်လှုပ်ခဲ့လာဘသူတွေလဲစင်ချင်းကြည်တာနဲ့တည်တယ်အော်ဖာခင်းဆက်ဆက်ကနေအခု2021ကနေအာနာသိမ့်လိုက်တာအခုတိုင်းပြည်ဒီချင်းနေဖြစ်သွားဘသူကြောင့်လဲအကိတိုင်းပြည်ကအာနာမသိမ့်ခဲ့သူတို့ဖြစ်မှာနော်အဲ့ဒါလေးပဲမေးချင်တယ်အဲ့တော့တိုင်းပြည်ကဖြူကျော်သိမ့်လှုပ်လို့တိုင်းပြည်ပြတ်မယ်ဆိုလို့ရှိရင်ဖြူကျော်သိမ့်ရဲ့အာနာကိုစသိမ့်တယ်မဟုတ်ဘူးလीနော်အာနာသိမ့်တယ် လက်နက်မရှိတဲ့ပြည်သူကိုလက်နက်ကင်ပြီးတော့မလုပ်နဲ့အနိုင်ကျင့်နဲ့တတ်ဖြတ်တယ်။ပါဇက်နဲ့ပြောရမှာအဲ့တော့လက်နက်မရှိတဲ့ပြည်သူကိုအနိုင်ကျင့်နဲ့တတ်ဖြတ်မခံနိုင်တဲ့ပြည်သူကပြန်ချတော့ဗာဖြစ်တယ်အကျမ်းပဲလေမဲဟာတော်တော်တော်လည်းတရားချဖို့ကောင်းတယ်နော်အကောင်းဆုံးတာတိစ္ဆာပြန်စဉ်းစားကြည့်အာဏာသိမ်းခါစားဆိုရင်မြန်မာပြည်သူတွေကလေဒီမိုကရေစီကိုတန်ဖိုးထားတာအစ်ချက်ဆန္ဒပြသွားတဲ့အုပ်ကပြသွားတဲ့အနောက်ကနေအမိုက်ထုတ်တယ်အမိုက်လိုက်ောက်ကြတယ်ဟမ် လူများပြည့်စည်ဘေးပတ်ဝန်းကျင်လုံးဝမထီအောင်ခါစစ်တပ်တွေရဲတွေကကြီးအစ်စ်တွေနဲ့စအောင်ဆုံးဖြိုခွင်းခါစားမှာပြည့်တဲ့အချိန်မှာပြည်ဖနက်တွေဖုံးတွေအကုန်ကြံနစ်ခဲ့အဲ့ဒီဖနက်တွေဖုံးအုတ်ထုတ်တွေတော့ဒီကပြည်သူတွေကြံနစ်ခဲ့တဲ့ဖနက်တွေရအစအုံလုံးကိုလိုက်ကောက်ရအောင်တန်းစီပြီးတော့အကုန်စီပေးထားတယ်ကျန်ဘယ်နိုင်ငံမှမြင်မှုလဲဗျာတော့အဲ့လိုနေတဲ့ပြည်သူကိုပြည့်တယ်ခစ်ကိုပြောင်းရင်ခေါင်းကိုပြည့်ပေရဲတဲ့ကောင်တွေထွက်ခဲ့တဲ့မင်းတို့တွေမာမင်းနဲ့ညာဖြစ်တာ ကုံလုံးတရင်ဆက်ဆက်ပြစ်တက်ဟာပြစ်တက်တော့မလုပ်ပါနဲ့ရလေးနဲ့ခုခံတဲလေးတွေကဟမ်ပြည်သူစကားနားထောင်မလားလို့အပိုဆိုးတဲ့အဲ့တဲကလာလို့လည်းကောင်အဘီဂျီနဲ့ထူးခြားတယ်ကဲဘလုံးမှလုံးလို့မရဘူးငါတို့ဒီတိုင်းနေတော့ငါတို့အသက်ဘာဖြစ်သေးမယ်နော်အဲ့တော့တော့ငါတို့တွေရရနဲ့ခုခံမှရတော့မယ်အဲ့တော့ဘာလို့ get နဲ့လေးတွေလောက်နော်အဲတတော်ရိုးလေးတွေလောက်တူးမီလေးတွေရှာအဲရရနဲ့ခုခံနော်တိုင်တက်ဖွဲ့တွေဖွဲ့ စစ်ပညာတွေတိုင်းသားအီယာအိုတွေမလိုက်တင်။ဟောအဲ့ဒီကနေခုခံစစ်ကြီးရတပြင်းပြင်းဖြစ်လာတာ။နော်အဲ့ဒီအာနာတိုင်းကနာချိန်မှာပြည်သူမကြိုက်တဲ့အရာမလုပ်ဘဲနဲ့ပြည်သူတို့မတတ်မဖြတ်ခဲ့ရင်ဘတူးမှအပင်မခံပြီးတော့အလုတ်လျှောက်ခံပြီးတော့ဒီလက်နက်ကင်ပြီးတော့မဆန့်ကျင်ကြဘူး။ဒီပေါ်မှာနော်ဝင်ကြီးယုံမိရှို့တယ်ဝင်ကြီးဌာနဝင်ကြီးတွေအကုန်လုံးရိုက်တက်ရိုက်ခွဲအကုန်တွင်းတန်တရေရဲ့စောက်ကမ်းမျိုးစုံလုပ်တယ် ကားရင်ဆိုင်ကယ်ရင်အစည်းပေါင်းယာနဲ့ရှိအကုန်မီးဆို့ပြစ်တယ်တွေးတဲ့တမျိုးလုံးအကုန်ဖျက်ဆီးပြစ်တယ်အဲ့လိုလုံးနေတဲ့လူအုပ်ကြီးတို့ကနီပေါ်မှာရှိတဲ့အင်အားစုတွေဘာလို့ရလဲရအောင်ညှိနှွားတယ်သူများနိုင်ငံတွေလေးစားစရာကြည့်ကျွန်တော်နိုင်ငံမှာဒီလောက်စည်းကမ်းရှိတဲ့ပြည်သူတို့ဗျာရရဆက်ဆက် RPG နဲ့ထူတာလို့မြို့လဲကောဟမ်အဲ့မခံနိုင်လို့ပြန်ချရတဲ့လူကိုဘာဖြစ်တယ်မင်းအကျမ်းဖက်နေတယ်အမေပြောရဲအဲ့လီအဲ့ဒါလို့ပြောတဲ့ပါဇက်လေးအကောင်းပြောကျွန်တော်အံ့ဩတယ် ပြောရဲတာကိုပြောတာနော်အဲ့တော့ကြည်ဝမ်းမှာတနာစရာလေအဲ့တော့ဒလိုအတန်းစားမျိုးတွေကိုလေဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ကတော့လှုပ်ပေးလိုက်ခြင်းတယ်ဟုတ်ဒီမိုကရေစီတော့လေပြည်နယ်နှစ်ခုလောက်ဘိုင်းနှစ်ခုလောက်ရရင်ကျင်းရပြီလားတော့မင်းတို့ကြိုက်ရင်သွားနေသွားမင်းအောင်နဲ့အုပ်ချုပ်အုပ်ချုပ်ခိုင်းသွားသူတို့တန်းစားနေသွားသွားအဲ့ဒါမဲ့ဒီဘက်ကိုလေဗီဇာမပြောနဲ့ဘာသာနဲ့မှလာဝင်မရှိတော့မြောက်မြန်မာပြည်တထမ်းလုံးပေးလိုက်မယ်နိုင်ငံနေကြ နော်လာတော်နိုင်ရမမောပါနဲ့ပြောမဒီမိုကရေစီကိုမမောပါနဲ့ဒီမိုကရေစီစနစ်ကိုလိုချင်ပါတယ်ဆိုတော့လူမျိုးပေါင်းစုံလက်တက်ไก่ပေါင်းစုံလာခဲ့ဒီဘက်အချမ်းမှာငါတို့တောင်မြန်မာပြည်ဖွဲ့မယ်အဲ့လိုလှုပ်လို့ရရင် အကောင့်ကဒီတိုင်းပြည်ချက်ချင်းနဲ့ငင်းချမ်းသွားမယ်ခုနကမျက်စိနဲ့အနောက်တက်တာသွားမယ်အကုလူတွေတက်တော်သွားမယ်နော်ဘုဒ္ဓဘုံမှာလည်းဆဲနေကြမှာမလို့တော့ဟမ်ဘလောက်ပြည်သူတွေလည်းအကုလူတက်တော်သွားမယ်ဘလောက်စိတ်ပေါက်သွားမယ်ဟမ်အေးဒါမှတစ်ခုရှိတယ် ဥပဒေကိုထုတ်ပြီးတော့တရေရှာကောင်းကနဟိုဘက်ကမြောက်မြမာကောင်းပြီးတောင်မြမာဘာမှလာခွင့်မရှိဘူးပြီးတော့အကောင့်ပြောတာဟိုဆောက်ယူစကားစိုက်ကူးရေးစကားပြီးမယ်တကယ်ကျွန်တော်တစ်ခါကြိုက်လေကိုရီးယားပုံစံမျိုးတော့ဖြစ်သွားအေးရောကွာအာယုံနေနောက်တယ်ကျွန်တော်အဲ့လိုဖြေခိုင်းသိချင်းပေါ့မြင်းနေတွေ့နေရတစ်ခါကြိုက်ပြောချင်စိတ်လည်းမရှိဘူးကြည့်ပေါ့ဒီတန်းစားရပြောနေတယ်ဟမ်ဒါတူလို့ကျွန်တော်လူရနှွေးပြန်ပြောတာမဟုတ်သူ့လိုမျိုးပြောတဲ့သူတွေကျွန်တော်နှစ်ယောက်တောင်းတွေ့ထားလို့ကျွန်တော်ပြောချင်နေတာကြပြီเนาะအဲ့တော့ကျွန်တော်တက်ပြီးတာတောင်မြန်မာနဲ့မြောက်မြန်မာ khôi này đã con rồng này nó